မင်္ဂလာပါရှင်။တန်လင်းထိုင်းရဲ့မတ်လ18ရက်နေ့ည7:00နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။တန်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်းကြည့်ပါပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ရေးပြောက်ကြားတပ်ဖွဲ့ YGF ရဲ့ရှေးတန်းစခန်းဘုံကျဲခံရလို့ရဲဘော်2ဦးကြာဆုံးခဲ့တဲ့သတင်း။ နိုင်ငံတော်မှာတလအတွင်းစေအုပ်စုရဲ့လူခွင့်ရေးချိုးဖောက်မှု600ကျော်ရှိခဲ့တဲ့သတင်းတွေအပြင်မွန်ပြည်နယ်မှာစစ်မှုထမ်းစစ်သားစုဆောင်ခံရသူ2000ကျော်အထိရှိလာတဲ့သတင်းနဲ့ရွေးကောက်ပွဲဝင်ပြိုင်မဲ့ကိုယ်စားလှယ်တွေနဲ့တော်လှန်ရေးအဖွဲ့တွေကြားပို့တိုင်းမှုရှိလာနိုင်တဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့ငြိမ်းချမ်းရေးသဘောတူညီမှုမှာယူကရိန်းနေတိုးအဖွဲ့ဝင်မဖြစ်စေရေးတတ်မှတ်ချက်ပါရမယ်လို့ရုရှားပြောလိုက်တဲ့သတင်း နှစ်ပတ်လည်ညီလာခံသို့ EU ဖိတ်ကြားမှုရှီကျင်းဖြင့်ညှင်းဆို့လိုက်တဲ့သတင်းတွေနဲ့အတူအာနာသိန်းကလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အဆက်လက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါ။ မော်ဘီနယ်ရေမြို့နယ်နှစ်ကရင်ကျေးရွာအနီးကရှေတန်းစခန်းတကူဒရုန်းနဲ့ပုံကျဲတိုက်ခတ်ခံရတာကြောင့်ရဲဘော်နှစ်ဦးကြာဆုံးခဲ့တယ်လို့ရေးပြောက်ကြားတပ်ဖွဲ့ YGF တာဝန်ရှိသူတွေကတန်လွင်ထိုင်းမှုအတည်ပြုပါတယ်။ရေးပြောက်ကြားတပ်ဖွဲ့ YGF ရဲ့ရှေတန်းစခန်းကိုပြီးခဲ့တဲ့မတ်လ15ရက်နေ့မွန်းလွဲ2နာရီအချိန်ခန့်မှာစစ်ကောင်စီဘက်ကဒရုန်းနဲ့ကင်းထောက်ပြီးနောက်ပုံကျဲတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ဒရုန်းနဲ့တိုက်ခတ်ခံရတာကြောင့် YGF တပ်ဖွဲ့ရဲဘော်ရဲစာနေအောင်ရဲဘော်လင်းလင်းတို့ကြာဆုံးခဲ့ပြီးကားတစ်စီးထိမှန်ပျက်စီးခဲ့ပါတယ်။ ရှေးတန်းစကန်တိုက်ခိုက်ခံရပြီးနောက်ရေးပျောက်ကြားတပ်ဖွဲ့ဝင်တွေချက်ချင်းဆိုသလိုပြန်လည်ဆုတ်ခွာခဲ့ပြီးရဲဘော်2ဦးရဲ့နားရေးကိုတော့မတ်လ16ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။ရေးဒေတာမှာခြေဆိုင်တဲ့ရေးပျောက်ကြားတပ်ဖွဲ့ YGF ဟာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဒေါနာစစ်ကြောင်း2ရဲ့လက်အောက်ခံတပ်ဖွဲ့တစ်ခုဖြစ်ပြီး2021ခုနှစ်မေလ16ရက်နေ့မှာစတင်တည်ထောင်ခဲ့တာပါ ရေးပြကြားတပ်ဖွဲ့ YGF ဟာလက်ရှိမှာလဲတော်လန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီးမွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာဆက်ရနာရှင်တော်လန်ရေးတိုက်ပွဲတွေဆက်လက်ဆင်နွှဲနေပါတယ်။ရေးပြကြားတပ်ဖွဲ့ YGF ဟာလက်ရှိမှာလဲတော်လန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီးမွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတွေမှာဆက်ရနာရှင်တော်လန်ရေးတိုက်ပွဲတွေဆက်လက်ဆင်နွှဲနေပါတယ်။ မတ်လ15ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့မှတ်တမ်းတွေအရလွတ်လပ်စွာသွားလာခွင်ဘာသာရေးအဆောက်အဦတွေဖျက်ဆီးတာဖိအားပေးရွှေ့ပြောင်းစေတာတရားလက်လွတ်ဖမ်းဆီးတာနဲ့အတင်းအဓမ္မစေခိုင်းတာတွေဟာအကြံရေးဆယ်နဲ့ချီလှုံ့ဆောင်ခဲ့တာပါဒါအပြင်တရားလက်လွတ်တပ်ဖြတ်ခံရတာကိုပိုင်ပစ္စည်းတွေဖျက်ဆီးခံရတာနဲ့တခြားချိုးဖောက်မှုတွေအကြံရေးတရားကြော်အထိစေအုပ်စုကလူခွင့်ရေးချိုးဖောက်မှုတွေကျူးလွန်ခဲ့ပါတယ်တခြားချိုးဖောက်မှုတွေမှာ စေအုပ်စုကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအယက်သားပြည်သူတွေကိုလက်နက်ကြီးလေကြောင်းတို့နဲ့ပစ်ခတ်တိုက်ခတ်ခဲ့တဲ့မျိုးစားဖြစ်ပြီး138မြို့အထိရှိခဲ့တဲ့အတွက်အများဆုံးကျူးလွန်ခဲ့တာဖြစ်ပါတယ်။လိမ်မိုင်းဆိုင်ရာအကြံဖတ်မှုအပါအဝင်မျှတတဲ့တရားစီရင်ခွင့်ဆုံးရှုံးတာလွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကလေးစစ်သားအဖြစ်တွန်းပို့တာညှဉ်းပန်းနှိပ်စက်တာနဲ့ဈေးဘက်ဆိုင်ရာစင်တာတွေတိုက်ခိုက်တာစတာတွေအကြိမ်ကြီးခုခံန်းအထိပါဝင်ပါတယ်။ အန်ယူဂျီရဲ့မှတ်တမ်းတွေအရသခိုင်းတိုင်းဟာလူ့ခွင့်ရေးချိုးဖောက်ခံရမှုအများဆုံးဖြစ်ခဲ့ပြီး124မြို့အထိရှိခဲ့တာပါ။အဲ့ဒီထဲမှာလေကြောင်းတိုက်ခိုက်ခံရမှု68ကြိမ်ရှိခဲ့ပြီးအများဆုံးတိုက်ခိုက်ခံခဲ့ရတဲ့ဒေသလည်းဖြစ်ပါတယ်။ ဖေဖော်ဝါရီလတလအတွင်းစေအုပ်စုရဲ့လေးချောင်းတိုက်ခိုက်ခံရမှုကြောင့်ပြည်သူပိုင်းနေ219လုံးစာတင်ချောင်းဆန္ဒချောင်းဘာသာရေးအစာအုပ်28လုံးနဲ့ကျန်းမာရေးအစာအုပ်15လုံးပျက်စီးဆုံးရှုံးခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်လူပေါင်း142ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိခဲ့သူ368ဦးရှိခဲ့ပါတယ်။ တဖန်မှာလည်းကချင်၊ဇကိုင်း၊မကွေနဲ့မန္တလေးဒေသတွင်ဆဲအုပ်စုကျူးလွန်ခဲ့တဲ့အစိုးရပြန်လိုက်တပ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ်၁၀ခုရှိနေပြီးသေဆုံးသူ80ဦးအထိရှိတယ်လို့မှတ်တမ်းတွေကဖော်ပြပါတယ်။အန်ယူတီရဲ့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ပြည်သူတရလုံးဓာတ်ညီများမှုရရှိရေးငြိမ်းချမ်းရေးနဲ့တရားမျှတမှုရရှိရေးစတဲ့ဦးတည်ချက်တွေကိုခံခိုင်မာမာလက်ကင်ဆွဲထားပြီးစေအုပ်စုရဲ့ကျူးလွန်မှုတွေကိုအပြည့်အဝအေးအေးယူနိုင်ရေးဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1905ရက်တွင်ကြာဆုံးသူနယ်ဖမ်းဆီးခံရသူရဲ့နောက်ဆုံးရရှိထားတဲ့စီးရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှာအာနာသိန်းမှုဖြစ်ခဲ့တဲ့1905ရက်အတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6400ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါ့အပြင်ဖမ်းဆီးထိန်သိမ်းခံထားရသူ28846ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွန်မြောက်လာသူ6984ဦးအထိရှိလာပြီဖြစ်ပါတယ်။မွန်ပြည်နယ်မှာတော့အာနာသိန်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွန်မြောက်ထားပါတယ်။ ်ဒီအစီအစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးတင်းထမ်းမှအရာယူဖော်ပြတာဖြစ်ပါတယ်မူပြီးနေမှာစစ်မှုထံအပတ်စဉ်ဆက်တဲ့အတွက်စစ်သားစုဆောင်ခံရတဲ့လူငယ်တရားကြောကိုမတ်လ16ရက်နေ့မှာမော်လမြိုင်အခြေစိုက်ရှစ်တောင်တိုင်းဆက်ဌာနချုပ်တန်းထမ်းမှပို့ဆောင်ခဲ့တာကြောင့်အပတ်စဉ်တက်ကနေဆက်တဲ့အထိစစ်သားစုဆောင်ခံရသူ2000ကျော်အထိရှိလာခဲ့ပါတယ်။ ဒီအကြောင်းကိုတော့အေမီယောင်ကတင်ဆက်ပေးထားပါဗျ။မွန်ပြည်နယ်မှာစစ်ကောင်စီတပ်သွင်းလိုက်တဲ့ပြည်သူစစ်မှုထမ်းဥပဒေကြောင့်တနှစ်ကျော်ကာလအတွင်းစစ်မှုထမ်းစစ်သားစုဆောင်းခံရသူ2000ကျော်အထိရှိလာတယ်လို့တန်ရင်တိုင်းကပြုစုထားတဲ့ချက်လက်တွေအရသိရပါဗျ။ပြည်သူခုခံတော်လှန်စစ်ကြောင့်နိုင်ငံနှံ့တိုက်ပွဲတွေတိုင်းဆီရှုံးနေတဲ့စစ်ကောင်စီဟာတပ်ရင်းအားပြန်လည်ဖြည့်ဆည်းဖို့အတွက်ပြည်သူစစ်မှုထမ်းဥပဒေကိုပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစတင်အသက်သွင်းခဲ့တာပါ။ တန်လင်တိုင်းရဲ့အချက်လက်တွေအရမွန်ပြည်နယ်မှာပြည်သူစစ်မှုရန်သင်တန်းအပတ်စဉ်တက်ကနေအပတ်စဉ်30အထိစစ်သားစုဆောင်ခံရသူစုစုပေါင်း1900ဝန်းကျင်အထိရှိခဲ့တာပါလာမယ့်စစ်မှုရန်အပတ်စဉ်17အတွက်စစ်သားစုဆောင်ခံရတဲ့လူငယ်တရားကျော်ကိုမက်လာ16ရက်နေ့မှာမော်လမြိုင်ခြေဆိုင်ရှစ်တောင်တိုင်းစစ်ထဏ္ဍာချုပ်ထံထပ်မံပို့ဆောင်ခဲ့တာကြောင့်စစ်သားစုဆောင်ခံရသူ2000ကျော်အထိရှိလာခဲ့ပါတယ်အမိမဖော်လို့တဲ့စစ်ကောင်စီနဲ့နှီးဆက်သူတို့ကတော့ စစ်မှုထမ်းပတ်စဉ်၁၁အတွက်စစ်သားစုဆောင်းခံရသူအများစုဟာအရင်အမှဖမ်းဆီးခံရသူတွေဖြစ်တယ်လို့တန်လျင်တိုင်းကိုပြောပါတယ်။မူရော KTV ကပြန်လာတော့အဆေးသမားတွေရဲ့သမားတွေအဝရီကပြန်နေကောင်းနေအဲ့ဒါလေးတော့လို့ဆိုရဟိုကွက်ကြာဒီကွက်ကြာတော့အားလုံးကားပေါ်ဆွဲတယ်လာရောက်ပါနဲ့တက်ပေါ်တက်ပါနဲ့လုံးတော့ဘာမှပြောမခင်တော့ဖုန်းကောက်သိင်းတော့တက်ခါ ချိန်ဟိုနေမဟုတ်ပါဘူးခွန်နိုင်ဝရှိနိုင်လာဝရှိပါဆိုရီအဲ့ဒါဘီပြန်လို့တော့မကြောက်စားနာကိုဆက်သွတော့မရဘူးဒါအပြင်စစ်ကောင်စီဟာလူငယ်တွေကိုညပိုင်းပြင်ထွက်ချိန်တွေမှာဖမ်းဆီးခေါ်ဆောင်သွားတာတွေရှိတယ်လို့တချို့တွေကတော့နေအိမ်တွေထိဝင်ရောက်ဖမ်းဆီးပြီးစစ်မှုရန်တင်နန်းပို့ဆောင်တာတွေရှိနေတာပါတစ်ဖက်မှာတော့စစ်ကောင်စီလက်အောက်ခံရက်ွက်ကြီးရွာအုပ်ချုပ်ရေးမှုတွေဟာစစ်မှုရန်ပတ်စဉ်၁၁အတွက်မြို့ပေါ်ရက်ွက်တွေမှာလူစားထိုးအငှားခေါ်ယူဖို့အတွက်ဆိုပြီး ငွေကြေးကောက်ခံတာတွေရှိခဲ့ပါတယ်။စစ်ကောင်စီရဲ့ပြည်သူစစ်မှုထမ်းဥပဒေကြောင့်ဒေသတွင်းကလူငယ်လူရွယ်အများစုပြည်ပနိုင်ငံတွေထံ အလုံးရင်းနဲ့ထွက်ခွာမှုဆက်လက်မြင့်တက်နေတဲ့အတွက်လုံသားရှာပါမှုပြဿနာကိုကြီးကျယ်ရင်ဆိုင်နေရတာပါ။ဝန်ပြည်နယ်မှာတော့စစ်မှုထမ်းသင်တန်းတွေကိုတံပြူစီရဲ့မြို့နယ်ဝဲကလိကြီးရွာခြေဆိုင်အမှတ်လေးတက်မတော်တမ်းမြင့်တင်နှန်းကျောင်းနဲ့တထုံမြို့နယ်ခြေဆိုင်အမှတ်9စစ်ခြေခံလေ့ကျင့်ရေးတင်နှန်းကျောင်းတွေမှာတင်နှန်းပေးနေတာဖြစ်ပါတယ်။ ရွေးကောက်ပွဲချင်းပါနိုင်မှုဒေတာလုံးကြုံရေးအတွက်နှစ်ဖက်တိုက်ပွဲတွေပုံမပြင်းထန်လာနိုင်တယ်လို့ရွေးကောက်ခံမဲ့သူတွေလည်းပြစ်ပေးခံရနိုင်တယ်လို့မွန်ပြည်ဒေါ်လာရေးတပ်ပြောခွင့်ရနိုင်တကားကပြောပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပြထားပါတယ်။စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကြောင့်ဝင်ရောက်ရှင်ပြိုင်ကြမဲ့ပါတီကိုယ်စားလှယ်တွေနဲ့ဒေါ်လာရေးဖွဲ့တွေကြားပုတ်တိုက်မှုတွေရှိလာနိုင်တယ်လို့မွန်ဒေတာအခြေဆိုင်ဒေါ်လာရေးဖွဲ့တွေကတန်လွင်တိုင်းကိုပြောပါတယ်။စစ်ကောင်ဆောင်ကရွေးကောက်ပွဲကျင်းပနိုင်ရေးလိုအပ်တဲ့ပြင်ဆင်မှုတွေစီစဉ်နေပြီး မဖြစ်မနေပြုလုပ်သွားမှာဖြစ်တဲ့အတွက်အစိုးရနဲ့ပြည်သူပူးပေါင်းဆောင်ရွက်သွားဖို့မတ်၁၆ရက်နေ့ကကျင်းပတဲ့ဂုံနူးဆောင်ပွဲချင်းမြင့်အနေချင်းအခမ်းအနားမှာပြောလာပါသည်တစ်ဖက်မှာဆရာနာရှင်စနစ်မြင့်ပြည့်ရေးလက်နက်ကင်တိုက်ပွဲတွေကလည်းနိုင်ငံအနှံ့ဆက်ဖြစ်နေပြီးအချက်လက်တွေအရစစ်ကောင်စီအပြည့်အဝထိန်းချုပ်ထားတဲ့နေမြေကလည်းသုံးပုံတစ်ပုံတောင်မပြည့်တော့တဲ့အခြေအနေပါဒါကြောင့်ရွေးကောက်ပွဲကျင်းပနိုင်ဖို့ဒေသလုံးကျုံရေးအတွက်နှစ်ဖက်တိုက်ပွဲတွေပိုပြင်းထန်လာနိုင်တယ်လို့ရွေးကောက်ခံမဲ့သူတွေလည်းအဖြစ်ပေးခံရနိုင်တယ်လို့ Mobi Dollar Yield MSIF ပြောခွင့်ရနေတဲ့ကားကပြောပါရည် ယူကောက်ပွဲကျင်းပနိုင်ဖို့အတွက်ဒီဒေတာလုံးကြုံရေးလိုအပ်တယ်ဒါကြောင့်စစ်ကောင်စီကအင်အားအလုံးအင်းရင်းနဲ့နေမြေရှင်းလင်းရေးတွေလှုပ်ဆောင်လာနိုင်တဲ့အပေါ်မှာဒီတုံလိုင်းအဖွဲ့အစည်းများနဲ့ထိတ်တိုက်ရင်ဆိုင်မှုဒီတိုက်ပွဲတွေပြင်းထန်လာနိုင်တယ်အဲ့ဒါအပြင်ဒီရွေးကောက်ပွဲမှာပါဝင်မပါဝင်မဲ့နိုင်ငံရေးကိုယ်စားလှယ်ဒီအမတ်ကိုယ်စားလှယ်လောင်းတွေပေါ့နော်သူတို့ကိုယ်စားလှယ်လောင်းတွေနဲ့ဒီသူတို့ရဲ့ campaign ဒီမဲဆန္ဒဟာနေမြီမှာမဲနိုင်ရေးအဖွဲ့တွေကုညီမဲ့အဖွဲ့တွေကလည်းစစ်ကောင်စီနဲ့တွဲလုပ်လို့ပူးပေါင်းဆောင်ရွက်လို့ဆိုပြီးတော့တော်လိုင်းအဖွဲ့တွေရဲ့အပြစ်ပေးမှုတန်ခတ်မှုတွေလည်းရှိလာနိုင်တယ်လို့ကျွန်တော်မြင်တယ်ဗျအထွေထွေရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာဒါမှမဟုတ်နောက်နှစ်ဇန်နဝါရီစောပိုင်းမှာကျင်းပဖို့ရှိစဉ်ထားတယ်လို့စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကဘယ်လာရုစကီးစင်မှာထုတ်ပြောခဲ့ပါတယ် ဒါအပြင်ရွေးကောက်ပွဲဝင်ဖို့အတွက်နိုင်ငံရေးပါတီ53ပါတီကစာရင်းပေးသွင်းထားပြီးရွေးကောက်ပွဲကျင်းပမှုအပေါ်ရုရှားနဲ့ဘယ်လာရုစ်နိုင်ငံကလေးလာရေးအဖွဲ့တွေကိုလည်းလာရောက်ကြည့်ရှုနိုင်ဖို့စစ်ကောင်ဆောင်ကဖိတ်ကြားထားပါသေးတယ်။နိုင်ငံအာဏာကိုလက်နက်အားကိုးပြီးတည်ယူထားတဲ့စစ်ကောင်စီကရွေးကောက်ပွဲတရက်ပြန်လည်ကျင်းပပေးပြီးအာဏာရပါတီကိုနိုင်ငံတာဝန်တွေလွှတ်အပ်ပေးမယ်လို့အမြဲတစေကြွေးကြော်နေတာပါ။တထောင်ခိုင်ပြည်သူ့ကော်မတီတက်မတော် PDS တာဝန်ခံကိုအေးမင်းထွန်းကအာနာသိမ့်ပြီးမှထလုံမဲ့ရွေးကောက်ပွဲဟာ တရားမဝင်တယ်လို့တစ်ဖက်သက်သာဖြစ်တယ်လို့ပြောပါတယ်အခုကအဲရွေးကောက်ပွဲ2020ရွေးကောက်ပွဲကိုသူစစ်ကောင်စီအနေနဲ့ကမဲလိမ့်နေဆိုတဲ့အကြောင်းပြချင်းနဲ့သူတို့အာဏာသိမ်းလိုက်တယ်အာဏာသိမ်းပြီးမှသူထပ်ပြီးတော့လှုပ်လာမဲ့ရွေးကောက်ပွဲကတော့ဟိုတရားဝင်ရွေးကောက်ပွဲမဟုတ်ဘူးလीနော်သူတို့ရဲ့တစ်ဖက်သက်အလုပ်လို့ရွေးကောက်ပွဲပဲဖြစ်တယ်အဲရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဖြစ်လာနိုင်တဲ့အရာတွေပေါ့နော်အဲဒါကြီးကတော့ကျွန်တော်တို့အနေနဲ့ဘာတွေဖြစ်လာမယ်မပြောမပြောနိုင်ဘူးပေါ့ လေးလာသူတွေကတော့စစ်ကောင်စီအနေနဲ့နိုင်ငံရေးတရားဝင်မှုရဖို့ဖိနှိပ်လို့ရတဲ့နယ်မြေတွေမှာရွေးကောက်ပွဲကိုဗယ်နီးနဲ့မဆိုပြုလုပ်လာနိုင်တဲ့အတွက်လူခွင့်ရေးချိုးဖောက်မှုတွေများစွာရှိလာနိုင်တယ်လို့ထောက်ပြကြပါတယ်။မွန်ပြည်နယ်မှာမွန်ညီညွတ်ရေးပါတီနဲ့မြို့သွေးပါတီမွန်တို့ရှိနေပြီးစစ်တပ်ကြောထောက်နောက်ခံပြုထားတဲ့ပြည်ခိုင်မျိုးပါတီပါဝင်တာဆညာပါတီနဲ့ပြည်သူပါတီစတဲ့ပြည်မခြေဆိုင်နိုင်ငံရေးပါတီတချို့လည်းပြည်နယ်အတွင်းစည်းဝေးမှုရှိနေပါတယ်။ ရုတ်သိမ်းတိုက်ပွဲဖြစ်မလာသေးတဲ့မွန်ပြည်နယ်မှာတော့လက်ရှိခြေနေတိုင်းဆက်ဖြစ်နေရင်ရွေးကောက်ပွဲကိုစစ်ကောင်စီကကြေကြေပြန့်ပြန့်ကျင်းပလာနိုင်တယ်လို့ယာမြဖက်ဒရယ်အင်အားစုတဲ့ NRFF ကတုံ့တက်ထားတာပါ။ယာမြစစ်ကြောင်းပြောရေးဆိုခွင့်ရှိသူဒေါက်တာတီတီမွန်ချန်းကရွေးကောက်ပွဲဟာစစ်ကောင်စီနဲ့ဆက်ရနာရှင်စနစ်တပ်ဆိုးရှည်စီမှာဖြစ်လို့ပါဝင်ကြမဲ့သူတွေကိုပြက်ပြက်သားသားရေးယူသွားမယ်လို့ပြောပါရည်။ဒီအတုယုံရွေးကောက်ပွဲကပြည်သူတွေကိုကိုစားပြုမဲ့ကိုစလဲတွေ့ မဲပေးရွေးချယ်ဖို့အတွက်မဟုတ်ပဲစက္ကဆတ်နဲ့ဆရာနိုင်ရှင်စနစ်တက်ဆိုးရှိစေမဲ့အတုရောင်ရွေးကောပွဲဖြစ်တဲ့အတွက်ဒီစက္ကဆတ်ရဲ့အသက်ရှူဖို့အနာရှင်စနစ်တက်ဆိုးရှိစေမဲ့ရွေးကောပွဲမှာပါဝင်အားပေးပြီးရွေးကောခံခဲ့ရသည့်ဖြစ်စေမခံခဲ့ရသည့်ဖြစ်စေစက္ကဆတ်ရဲ့တောက်တန်ရဖြင့်မိမိတို့တော်လှန်ရေးအဖွဲ့အစည်းများအနေနဲ့တတ်မှတ်ပြီး ပြက်ပြက်သားသားအေးယူတော့မှဖြစ်တဲ့အတွက်ဟောပို့တိုက်မှုတွေရှိလာနိုင်ပါတယ်မွန်ပြည်ဖက်ဒရယ်ကောင်စီအထူးရောက်ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်ရေးကော်မတီကလည်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအတိအမှန်မပြုဖို့နဲ့အကူအညီတွေမပေးကြဖို့နိုင်ငံရေးအရာရောတပ်တမန်ကြီးအကြပါလှုံ့ဆော်သွားမယ်လို့ကြေညာထားတာပါလိလာသူတွေကတော့စစ်ကောင်စီအနေနဲ့ချမှတ်ထားတဲ့စီစဉ်တိုင်းဆက်လက်လှုံ့ဆော်သွားမှာဖြစ်တယ်လို့တော်လိုင်းရေးဖွဲ့တွေကလည်းရားတဲ့နည်းနဲ့ဆက်လက်တော်လှန်သွားမယ်အနေထားလို့သုံးသပ်ကြပါတယ် ဒါကြောင့်ဆေးရဆွေးမှုများစွာကျူးလွန်နေတဲ့စစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲအပေါ်ဒီမိုကရေစီနိုင်ငံတွေကအတိအမှတ်ပြုမှာမဟုတ်တဲ့အတွက်တော်လှန်ရေးပေါ်ကြီးကြီးမားမားထိခိုက်လာနိုင်မှာမဟုတ်ဘူးလို့တော်လှန်ရေးအဖွဲ့တွေကမှတ်ချက်ပြုပါတယ်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ ငြိမ်းချမ်းရေးသဘောတူညီမှုမှာယူကရိန်းကိုနေတိုးဖွဲ့ဝင်မဖြစ်စေရင်တမတ်ချက်ပါရမယ်လို့ရုရှားပြောလိုက်ပါတယ်။ဒီအကြောင်းကိုတော့ပေပေကပြောပြပေးထားပါတယ်။ဘလို့ငြိမ်းချမ်းရေးသဘောတူညီမှုမျိုးမှမဆိုယူကရိန်းအနေနဲ့ဂျာနီနိုင်ငံဖြစ်ရမှာဖြစ်ပြီးနေတိုးအဖွဲ့ဝင်ဖြစ်မလာစေရင်အာမခံချက်ရရှိအောင်မိမိတို့ကြိုးပမ်းသွားမှာဖြစ်ကြောင်းရုရှားလက်ထောက်နိုင်ငံသားရေးဝန်ကြီးကပြောကြားလိုက်ပါတယ်။ ဒီသဘောတူညီမှုရဲ့တစိမ့်တစ်ပိုင်းအနေနဲ့တန်ကွန်ချလုံးကြုံရေးအာမခံချက်တွေမိမိတို့တောင်းဆိုသွားမှာဖြစ်တယ်လို့ရုရှားလက်ထောက်နိုင်ငံသားရေးဝန်ကြီးအလက်ဇန်းဒါဂရုချကိုကရုရှားသတင်းဌာန Iswell Station တို့ပြောကြားထားပါတယ်တုံးနှစ်ကြာယူကရိန်းစစ်ပွဲအတွက်ဖြစ်နိုင်ခြေရှိတဲ့အပြစ်ခတ်ရစဲရေးဆွေးနွေးမှုတွေဆက်လက်ပြုလုပ်နေချိန်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရုရှားသမ္မတဗလာဒီမာပူတင်နဲ့မတ်လ17ရက်မှာဆွေးနွေးခဲ့ကြောင်းပြောကြားပြီးနောက်အခုလိုပြောဆိုမှုတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ မတ်လ16ရက်နေ့ညနေပိုင်းက Air Force 1လေယာဉ်ပေါ်ပျောကြားရာမှာတမရထရန်ကပြီးခဲ့တဲ့တရင်ဘက်ကုံရက်ကအလုတ်တတော်များများပြီးစီအောင်ဆောင်ရွက်နိုင်ခဲ့ပြီးစစ်ပွဲအဆုံးသက်ရေးမိမိတို့လုံးဆောင်နိုင်မလားဆိုတာကိုသိကျင်တယ်လို့ပြောကြားပါတယ် ရုရှားနဲ့ယူကရိန်းကြားပိုင်ဆိုင်မှုတချို့ခွဲဝေရေးဆွေးနွေးပြီးဖြစ်တယ်လို့လည်းထရန့်ကဖြည့်ဆွတ်ပြောကြားထားတာပါရက်30ကြာအပြစ်ခတ်ရက်ဆယ်ရေးရုရှားကိုအဆိုပြုဖို့အမေရိကန်နဲ့ယူကရိန်းတို့သဘောတူညီထားပါတယ်တမရပူတင်ကအပြစ်ခတ်ရက်ဆယ်ရေးသဘောတူညီမှုကိုထောက်ခံပေမဲ့ငြိမ်းချမ်းရေးသဘောတူညီမှုရယူရေးအတွက်ခက်ခဲတဲ့သတ်မှတ်ချက်တွေကိုတောင်းဆိုထားပါတယ်ကမ္ဘာထရက်အကျန်းစာချင်းဆိုပြီးတလမပြေခင်မှာပူတင်နဲ့မိနစ်60ကြာဖုန်းနဲ့ဆက်သွယ်ဆွေးနွေးခဲ့ပြီးစစ်ပွဲအဆုံးအသက်ရေးဆွေးနွေးမှုချက်ချင်းလှုပ်ဆောင်မှုပြောကြားခဲ့ပါတယ်။ စစ်ပွဲအဆုံးသက်ရေးအတွက်ယူကရိန်းအနေနဲ့နေတိုးအဖွဲ့ဝင်အဖြစ်လုံးဝလျှောက်ထားခွင့်မရှိဘူးလို့ရုရှားက ပြောကြားထားတာဖြစ်ပါတယ်။နေပတ်လည်ညီလာခံတို့ EU ဖိတ်ကြားမှုရှင်းချင်းဖြင့်ညင်းဆိုလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကပြပြပေးထားပါတယ်။ဥရောပသမဂ္ဂ EU တရုတ်တန်တမာရေးထူထောင်မှု250ပြည့်အထိမ်းအမှတ်ညီလာခံတက်ရောက်ရေးဘရပ်ဆဲလ်မြို့သို့ဖိတ်ကြားမှုကိုတရုတ်သမ္မတရှင်းချင်းဖြင့်ကညင်းဆိုထားတယ်လို့ Financial Times သတင်းဌာနကမတ်16ရက်မှာဖော်ပြပါတယ်။ ဥရောပကောင်စီနဲ့ကော်မရှင်ဥက္ကဋ္ဌတို့ကိုသမ္မတရှီကျင်းဖြင့်အစားဝင်ကြီးချုပ်လီကီချန်းကတွေးဆောင်သွားမှာဖြစ်တယ်လို့ပေကျင်းကပြောကြားထားကြောင်းအမည်မဖော်လိုတဲ့သတင်းရှင်းပြနှစ်ခုကိုကိုးကားပြီးတော့ Financial Times ကရေးပါတယ်။အဲ့လိုညီလာခံမျိုးကိုပေကျင်းမှာကျင်းပရင်သမ္မတကလက်ခံကျင်းပရပြီး Brussels မှာကျင်းပရင်အမြဲလိုလိုတရုတ်ဝင်ကြီးချုပ်ပဲတယောက်လေးရှိပေမဲ့အခုကျင်းပမဲ့250ပြည့်တန်တပန်ရေးတည်ထောင်မှုခန်းနာတို့ရှီကျင်းဖြင့်တယောက်ဖို့ EU ကဆန္ဒရှိနေတယ်လို့အဲ့ဒီသတင်းဌာနကဆိုပါတယ်။2022ခုနှစ်မှာယူကရိန်းကိုရုရှားကကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ်ဘေကျင်းနဲ့ဘရက်ဆယ်ကြားဆက်ဆံရေးတင်းမာနေပြီးတရုတ်ကရုရှားကိုကူညီထောက်ခံနေတယ်လို့ EU ကဆွဆွဲထားကြောင်း Financial Times ကဖော်ပြပါတယ်။အဲဒီသတင်းနဲ့ပတ်သက်လို့ Writer သတင်းဌာနကတရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနနဲ့ EU ကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့ချက်ချင်းတုံ့ပြန်မှုမရှိခဲ့ဘူးလို့သိရပါတယ်။အခုနှစ် EU တရုတ်ညီလာခံကျင်းပမဲ့ရက်နဲ့ဘယ်သူတွေတက်ရောက်မယ်ဆိုတာအလို့သဘောဆွေးနွေးနေသေးပဲလို့ EU အရာရှိတူကပြောပါတယ်။အဲ့ဒီညီလာခံနဲ့ပတ်သက်လို့ပေးစရာသတင်းချက်လက်မရှိဘူးလို့တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနကပြောပါတယ်။ ကွန်တော်ရေးစစ်ပွဲအရှိန်မြင့်တက်လာချိန်မှာတရုတ်က EU နဲ့ဆက်ဆံရေးတိုးမြင့်လို့ကြောင်းပြောထားပေမဲ့လက်တွေ့မှာတော့အပြန်အလှန်ဆက်ဆွဲမှုတွေရှိနေပါသေး။ပြီးခဲ့တဲ့နှစ်တရုတ်ကတင်သွင်းတဲ့လက်ဆက်ကားတွေပေါ် EU ကအခွန်ပြထန်းခဲ့ပါသေး။ EU ကတရုတ်လက်ဆက်ကားတွေပေါ်ခွန်ကောက်ယူလိုက်တာကြောင့်ပေကျင်းကကန့်ကွက်ခဲ့ပြီး EU ထုတ်ကုန်တချို့အပေါ်အခွန်ပြထန်းထားပါသေး။ နက်ဖြန်မတ်လ18ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်းအထင်းဖြစ်ထွန်းနိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာအများအပြားဖြင့်တာယာနိုင်ပါသေးတယ်။ ပင်လယ်ပြင်အခြေအနေမှာတနင်္သာရီကံယူတန်းမှာလေယာအရှိအရှိတောင်ဘက်ကနေတနင်္သာရီဆိုင်မှာ -30 ခန့်အထိတိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်မှာလိုင်းတင်းတင်းရှိနေပါတယ်။ရခိုင်ကံယူတန်းမြဝကျွန်းပေါ်ဒေသတွေနဲ့မော်ဒမခွေပတ်တွေမှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနင်္သာရီ9မိုင်မှ10မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်မှာလိုင်းတင်းတင်းရှိနေပါတယ်။မိုးချိန်ဒီမှာကချင်ပြည်နယ်မှာနေရာကျကျမိုးထချုံရွာနိုင်ပြီးသခိုင်းတိုင်းတနင်္သာရီတိုင်းပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြောင်မိုးထချုံရွာနိုင်ပါတယ်။ ၊ချင်းပြည်နယ်၊ကရင်ပြည်နယ်နဲ့ကရင်နီပြည်နယ်တို့မှာတိမ်အထင်းထင်ဖြစ်ထွန်းနိုင်ပြီးကြံတိုင်းနယ်ပြည်နယ်တွေမှာတော့အများအပြားသာယာနိုင်ပါတယ်။နေပူချိန်တွေမှာစကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ရန်ကုန်တိုင်း၊အေရဝတီတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာပုံမှန်အပူချိန်ထက်မြင့်တန်နိုင်ပါတယ်။ကျန်းနေတဲ့အတိုင်းနဲ့ကချင်ပြည်နယ်တို့မှာပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပြီးကြံတိုင်းနယ်ပြည်နယ်တွေမှာတော့ပုံမှန်အပူချိန်ခန့်သာရှိနိုင်ပါတယ်။မြို့ချင်းတွေမှာပဲခူးတိုင်း၊တနင်္သာရီတိုင်း၊ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမနက်ပိုင်းမြို့ထူးများကျဆင်းနိုင်ပါတယ်။ ဒီမိုးလေဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနကနေရယူဖော်ပြတာဖြစ်ပါတယ်။တလင်ထိုင်းရဲ့ညာရှင်နာရဲ့အထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခန်းစားခဲ့ရတာပါ။တလင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တလင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။